ဆိုတော့အားလုံးပဲမိလာပါပြပြန်ဘလော့ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ TV တို့မှာကျွန်တော် knowledge sharing လုပ်ပြီးတော့မယ်အကြောင်းလေးရပါတော့ intro myself ပြီးတော့ရနောက်တစ်ခုကာဗနာအလုံးနဲ့လာမဲ့လူတွေအတော့အခွင့်အရေးတွေအခွင့်အရေးတွေကဘာတွေလဲပြီးတော့မြန်မာနိုင်ငံမှာတင်တန်းနေရှိရဆိုတာဟောတကယ်လားတက်တယ်ဆိုရင်ရောอืมဘာတွေကာကိုအတွက်အကျိုးရှိမလဲပေါ့နော်ဆိုတော့နေပတ်သက်ပြီးတော့ knowledge sharing လုပ်ပြီးတော့မှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုပေးပါကျေးဇူးပါဆိုတော့ဆက်လိုက်ရအောင်ပေါ့နော်အရင်ဦးဆုံးအနေနဲ့ကျွန်တော်လက်ရှိကျွန်တော်ရဲ့ အသက်ကတော့20နှစ်ပါပါเนาะဆိုတော့ကျွန်တော်စင်ကာပူရောက်တာတော့နှစ်နှစ်ပြည့်ပါပြီပြီးတော့နောက်တစ်ခုအကျွန်တော်ရဲ့လစာကတော့ဒေါ်လာ1000ကျော်ရတယ်ပေါ့เนาะအဲ့လောက်ပဲတည်ထားပါပြီးတော့နောက်တစ်ခုလက်ရှိကျွန်တော်လုပ်နေတဲ့အလုပ်ကတော့ကျွန်တော်ဒီကာပန်တာပေါ့နော် renovation နဲ့ပတ်သက်ပြီးအလုပ်နေပါတယ်။အာနားလည်လို့အောင်ပြောရမယ်ဆိုရင် renovation ကကျတော့အခန်းပြင်ဆင်တွေကျတော့အိမ်ပြင်ဆင်တွေကိုပြောရတယ်ပေါ့နော်။ကျတော့ interior ဘိုင်းမှာအပြင်မပါပါဘူး။ကျတော့ဒီအိမ်အတွင်းနဲ့ပေါ့နော်ခန်းတွေကျတော့ဒီ renovation အပြင်ဆင်တွေကိုပြောတာပါဆိုတော့ဆက်သွားလိုက်အောင်ဆိုတော့ကာဗန်နာလုံးနဲ့လာမယ်ဆိုရင်ကျွန်တော် brother တွေတော်တော်များလာမိကြအောင်အခုကာဗန်နာလုံးနဲ့လာမယ်ဆိုရင်ဘာတွေပြင်ဆင်ထားရမလဲမြန်မာနိုင်ငံမှာသင်တန်းတက်ဖို့လိုလားအခုအမှလုံးနေတာဆိုတော့လက်တွေ့တွေ့ကြုံနေရအခက်လားပြုတ်လားဗောနော်ဒါနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျွန်တော်အရင်ဆုံးဒီကိုလာတဲ့အချိန်ကျွန်တော် experience ပြပြပါမယ်ကျွန်တော်အရင်ဆုံးဒီလိုလာတော့ငါဘာဆိုဘာမှမတတ်ပါဘူးနောက်ဆုံးပြေးဘူးတော့မခိုင်ရဘူးပေါ့နော်ပြီးတော့ကျွန်တော်အရင်လုတ်ခဲ့တာရုံမိုင်းနဲ့ပတ်သက်ပြီးလုတ်ခဲ့တာဆိုတော့ ဒီလောက်ကိုလုံးလုံးကြီးလည်းမကြိုက်ပါဘူးတမအောင်ဆုံးလာတော့ဆိုတော့ကျွန်တော်1 year finish after my mindset change ready အာဘာလဲဆိုရင်ကျွန်တော်တနည်းပြီးတဲ့အချိန်မှာကျွန်တော်ရဲ့အတွင်းစိတ်ကပေါ့နော်မကြိုက်ဘူးဆိုဒီလောက်ကိုလုံးဝမကြိုက်ဘူးဆိုတော့အတွင်းစိတ်ကကျွန်တော်လုံးဝပြောင်းသွားပါတယ်ကျွန်တော်ဘာကြောင့်ပြောင်းသွားလဲဆိုတာ ਨੇ ပတ်သက်ပြောရမယ်ဆိုရင်ဒီလောက်ကပရမတ်တစ်ချက်ပညာရရတယ်ဒုတိယတစ်ချက်ပြန်လှုပ်စားလို့ရတယ် ဆိုတော့ဈေးကွက်နဲ့ပတ်သက်ပြီးကြည့်မယ်ဆိုရင်လည်းကျောင်းမြန်မာနိုင်ငံမှာဖာနီချာနဲ့ပတ်သက်ပြီးတော့လောက်တာပဲရှိတယ်ကာပန်တာနဲ့ပတ်သက်ပြီးလောက်တာမရှိဘူးဆိုတော့ renovation ကိုပြောလိုက်မယ်ဆိုရင်ကျောင်းမြန်မာနိုင်ငံမှာလောက်တာက budget လောက်ပဲပြီးတော့နောက်တစ်ခုအခန်းပြင်ဆင်လို့ပြောလိုက်မယ်ဆိုရင်လည်းဒီလိုမျိုး LED မီးတွေနဲ့အခုပြထားသလိုပဲပေါ့နော် LED မီးတွေနဲ့ဘိုင်းနဲ့လုံးဝမရှိဘူးဆိုတော့မြန်မာနိုင်ငံမှာကတွင်တွေကြေကြေလောက်တာဒီ furniture ရိဘောကတွေကျွန်းနေကျော်တို့ဒီကနုတ်ဖော်တာတွေပန်းဖော်တာတွေပွက်လုံးတွေဒါိုင်းနဲ့လုပ်တယ်ပေါ့နော်ကျွန်တော်ကာဗန်ဒါဒီအားတာချက်ဒီပါလဲဆိုရင်ဒီဇိုင်းမိုက်တယ်ပြီးတော့နောက်တစ်ခုလူငယ်အကြိုက်ဖြစ်တယ်လူကြီးလူငယ်မရွေးကြိုက်တယ်ပြီးတော့မျက်လုံးရှင်းတယ်ဖြစ်ချင်တဲ့ဒီဇိုင်းကိုအကုန်လုံးပုံဖော်လို့ရတဲ့ပုံစံဖြစ်တာမို့လို့ပြီးတော့ရင်ကျိုးနေပါရီထက်လည်းတက်တာတယ်ဈေးမကြည့်ဘူးပေါ့နော်။ဇာတ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျွန်တော်အတွက်တော့အရန်ကိုလေ့လာစရာကောင်းတဲ့အနေထားကာဗန်နာလို့ပြောလိုက်မယ်ဆိုရင်အင်တီးရီးယားဘက်မှာ electrical လည်း လေ့လာလို့ရမယ်။ Aircon ဘိုင်းနေဘယ်လိုလုပ်လဲလေ့လာလို့ရမယ်။ပြီးတော့ drawing ကောင်းကောင်းနားလည်တဲ့လူတွေဆိုရင်ပို့ပြီးအဆင်ပြေတယ်။ဆိုတော့ဒါကကျွန်တော်ရဲ့အမြင်။ပြီးတော့နောက်ခုတာဗန်ဒါနဲ့စင်ကာပူကိုလာတင်လာအလုတ်နဲ့အလုတ်တင်နေနဲ့လာတင်လာဆိုရင်လာတင်ပါတယ်။ဗမာတစ်ချက်အတွေးမြင်နေချိန်သွားမယ်။ဒုတိယချက် drawing ကောင်းကောင်းကြည့်တယ်မယ်။ပြီးတော့နောက်တတိယအချက်ကပါလဲဆိုရင်မြန်မာနိုင်ငံမှာပြန်ပြီးတော့စီးပွားရေးလုပ်ငန်းရှင်ပြန်လုပ်စားလို့ရတယ်။ဆိုတော့ဈေးကွက်အနေအားပြောမယ်ဆိုရင်တော့မြန်မာနိုင်ငံမှာ furniture နဲ့ပတ်သက်ပြီးတော့ပဲရှိတယ်။ကာဗန်ဒါနဲ့ပတ်သက်ပြီးတိတ်မရှိသေးဘူး။ပြီးတော့ဒီလုံနဲ့လာမယ် အဲအခုပမာစလို့ရမှာလဲတင်တန်းနေတက်ထားဖို့လိုလားဆိုရင်တင်တန်းတက်ဖို့ကတော့လုံးဝမလိုပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းမြန်မာနိုင်ငံမှာတင်တန်းတက်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တက်ခဲ့တဲ့တင်တန်း furniture ပဲရှိရဟိုဘယ်လိုပြောရမလဲ furniture လို့ပြောလိုက်တာပဲရှိတယ်ဘာလို့တကယ်က model furniture ဘာမျိုးပြောရဲမနော်ဆိုတော့မြန်မာနိုင်ငံမှာတင်တန်းတက်နေလဲအပူပဲဗောနော်တကယ်တမ်းကဒီမှာအလုတ်ကပြန်တင်ရတယ်ပြီးတော့အကောတုတ်တာတွေဒီ formica နိုင်အောင်ကတ်တာတွေဘာတွေကလုံးဝမတူပါဘူးဆိုတော့လာ င်တဲ့လူတွေဆိုရင်တော့ကျွန်တော်ဘယ်လိုစထွန်းရမလဲဆိုရင်ပြမပြီက agent တွေရှိမှာသူတို့ရဲ့ demand တွေရှိတယ်ပြီးတော့လစာတော့နည်းလိမ့်မယ်ပညာတော့ရတယ်ဆိုတော့လစာနည်းပြီးပညာရတဲ့အလုပ်ကိုရှာနေတယ်ဆိုရင်တော့ brother တွေအနေနဲ့ carpenter အလုပ်နဲ့လာတာကအကောင်းလိမ့်မယ်ပေါ့နော်ကိုယ့်ရဲ့ဒီ dream job လည်းဖြစ်သွားနိုင်တယ်အဲမကိုယ့်ရဲ့ဒီအသက်မွေးဝမ်းကြောင်းပညာလည်းဖြစ်သွားနိုင်တယ်ဆိုတော့ဒါတော့ကျွန်တော်ရဲ့ခံယူချက်နဲ့ကျွန်တော်ရဲ့ဒီအကြံပေးကုတ်ချင်းလောက်တာပြောတာပေါ့နော်ဆိုတော့ဒီလိုဒီဗီဒီယိုကြည့်နေတဲ့ brother တွေလည်း ထဲမှာပေါ့နော် brother တွေထဲမှာကျွန်တော်တို့ဒီကာဗနာလုပ်နေတဲ့လူတွေကျွန်တော်တို့ဒီ furniture လုပ်နေတဲ့လူတွေပါတယ်ဆိုရင်လည်းကျွန်တော်ရဲ့ comment အောက်မှာဝင်ရေးသွားလို့ရပါတယ်ဆိုတော့ကာဗနာနဲ့ Singapore ကိုအလုပ်လာလုပ်ရှင်နေတဲ့လူတွေဆိုရင်တော့ဒီ video ကိုကြည့်လိုက်ပါပေါ့နော်ဆိုတော့နောက် video မှာပြန်တွေ့ပါမယ် bye bye